မင်းတို့ကဘာလုပ်နေလဲဒီမှာဘာလုပ်နေကြတာလဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အေဂရိတ်အတွဲနှစ်ရပိုင်း၃လေးဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးမစတင်ခင် channel လေးကို subscribe လေးနှိပ်ပြီးတော့ VPN လေးခန့်မြကြည့်ရှုပေးဖို့မိသားရက်ခံချင်ပါတယ်တော်ရဲကနေထွက်လာတဲ့လူကအေဂရိတ်ဘက်ကိုတနတ်နဲ့ချိန်ထားလိုက်ပြီဒေါသတကြီးစိုင်းကြည့်နေခဲ့ပါတယ်သူရဲ့တကူလုံးမှာတော့သူမီးတနတ်နဲ့လက်ပြင်းလွယ်အိတ်တလုံးလွယ်ထားပုံရတော်လိုက်ထွက်လာတဲ့မုတ်ဆိုတရားဖြစ်ပုံပေါ်ပြီး မျက်နှာမှာရထားတဲ့တရားကြီးကြောင့်မျက်လုံးတပတ်တော့ကွဲနေပုံလဲရပါတယ်။မင်းနေတယ်လေ။မင်းတို့ကဘာတွေ့လဲ။ကျုပ်တို့ကဖြစ်သွားဖြစ်လာပြီပါ။တပတ်ကလူကြီးကတော့အီဂရစ်တို့ကိုမယုံတလို့စကြည့်နေပြီးသူရဲ့အိတ်ထက်ကနေရေဝူတပူးကိုထုတ်ပြီးမြေကြီးပေါ်ပြေးချလိုက်တာ။ဒီရေကိုမင်းတို့တောက်လိုက်။အီဂရစ်ကလည်းလူကြီးပြေးချပြီးရေဘူးကိုကောက်ယူလိုက်ပြီးတော့အဲ့ဒါကဘာတွေလဲအီဂရစ်။ရေတွေလို့ထင်တာပဲ။ ဒါအတမန်ရီတွေမဟုတ်ဘူးရေမန်းတွေမင်းတို့တွေဒါဟုတ်တောက်လိုက်မင်းတို့ကလူတွေလားအယောင်ဆောင်တွေလားဆိုတာငါကဘလို့လောက်ပြီးသိနိုင်မှာလဲအဲ့တော့ဒါဟုတ်တောက်ပြီးတော့တက်တည်ပြခမ ्या ယူနေပြီလားကျုပ်တို့ကဘာလို့တောက်ရမှာလဲခမ ्या ဟာတွေကအစိတ်တွေဖြစ်နေရောလူကြီးကအစိတ်ခဲဘက်ကိုတနက်လဲလိုက်ပြီးတော့ငါတောက်ဆိုရင်တောက်လိုက်လေထားလိုက်ပါစိတ်ခဲရဧကရိကတော့သူ့လက်ထဲကရေဘူးကို ပါဇက်နာတည်ပြီးတော့အန်ဒီရကင်းအောင်ကာထာရုတ်ဖတ်ပြီးတော့မှပဲတန်ကုန်တောက်လိုက်ပါတယ်အေဂရီစိတ်ချရရလားကဲစိတ်ချလက်ချတော့စင်ခဲလဲတန်ကုန်တောက်လိုက်ပြီလမ်းမြိုက်ကိုလမ်းပေးလိုက်တော့တော်ရီနေတဲ့လက်တွေနဲ့လမ်းမြိုက်လမ်းယူပြီးသူမလည်းတန်ကုန်တောက်လိုက်ပါတယ် ငါတော့မတောက်ဘူးနော်။ဘာလို့ဆိုငါလူမမဟုတ်တာ။မင်းကငှက်မိတ်စာလား။သူ့ကိုတော့ထားလိုက်ပါဗျာ။ तू ကလူမဟုတ်ဆိုတာငှက်လို့ပြောတာပါ။ရွှေခဲကသူ့ကိုတနက်နဲ့လိုက်ချိန်နေတဲ့လူကြီးကိုနောက်ပြောင်ပြီးဟိုးဒီဒီပတ်ပြေနေခဲ့ပါတယ်။ကျောက်ကလေ ခမရအောင်တော့ကောင်ထင်နေလားတနက်ကဘာကိစ္စနဲ့ပြည့်ရတာလဲငါတရေနဲ့လာတာကွာဒီတော့ထဲမှာတဆေတစ်ပတ်ကြီးဝင်များတယ်ဘလို့တဆေတွေဟုတ်လားဟုတ်တယ်တကယ်တော့ငါနဲ့ငါသားကမနဲ့ကလေးကတော်လိုက်ထွက်လာတာဒီတော့တော့ငယ်ချင်းတွေညှို့လို့ပထမဦးဆုံးရောက်ပူတာပဲငါနာမည်ကတွန်လို့ခေါ်တယ်ငါသားနာမည်ကဖူခေါင်တယ်ငါတို့သားဖားတွေဘယ်ပဲတော်တော်တနေ့ရထဲကိုပဲပြပြပြီးတော့ရောက်နေကြတာမျက်စိလဲနေတယ်လို့တော့ အခုဆိုရင်ဒီနေရာမှာပတ်နေတာမိုးတောင်ချုပ်သွားပြီဒါဆိုရင်ခမရတာရောဘယောက်သွားလဲတေးပြီးလို့ထင်တာပဲနေဝေရှင်ရောက်တော့တပတ်ကြီးထွက်လာပြီးတော့ငါတောင်ဆွဲခေါ်သွားကြဒီတော့ထဲမှာသစီတော်တော်များတယ်ကွာအဲ့ဒါကြောင့်ငါကမင်းတို့ကိုမယုံတာဥလေးတော်အဲ့ဒါဆိုရင်တော့စိတ်မှုပါနဲ့ဒီကကျုပ်တငယ်ချင်းကြီးပေါ့အားကိုးလိုက်ကြမှာဒီကားကလေတရေဆိုရင်ဘာလလာတောင်းနေနေင်းခဲ့တဲ့တရေကသူ့အသက်ထက်အောင်ကြော်သေးတယ်ကြာ ငါထင်တာတော့ဒီတရေတွေကမင်းတို့ထင်တယ်လို့မဟုတ်ဘူးထင်တယ်။ငါလည်းတရေတွေကြုံခဲ့ပူတာပဲ။ဒါမဲ့ဒီလိုတရေတစ်ဖက်ကြီးမျိုးတော့ပထမအောင်ဆုံးမြင်ဘူးတာပဲ။ဟာအဲ့ဒီလာတော့စိုးတာလားဗျ။ဦးလေးတော့ပြောတဲ့စကားကြောင့်စိန်ခဲတော့ထိတ်လိုက်နေကြပြီ။အဲ့ဒီထင်မှာပို့ပြီးတော့ထိတ်လန့်နေတဲ့သူကတော့အတွေ့အကြုံမရှိတဲ့နန်းမြိုင်ဖြစ်ပါလိမ့်။နန်းမြိုင်ကသူမရဲ့ကြောတွေလည်းချမ်းလာပြီးတော့ဘေးပပတ်လေးကိုလည်းမတင်ကြရဲမျက်လုံးလေးနဲ့ဝေးကြည့်နေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲယုတ်တရဆုတ်တလို့လေကြရိတိုက်ခတ်လာပြီးတော်ရဲကနေလဲ၆ချားတန်တချို့ထပ်ပေါက်လာခဲ့ပါတယ်။စိန်ခဲကတော့အတန်နဲ့တင်စစ်သိန်းတွေလဲထဒူရီပါတော့နှခမ်းတွေပါရိုက်နေခဲ့ပါတယ်။အေဂရစ်ကတော့အခြေအနေကိုအကဲခတ်ကြည့်နေပြီးကြားနေတဲ့တိုက်ကိုင်တစ်ခုကိုကောက်ယူကကာရာရုတ်ဖတ်ပြီးစီဝိုင်းတစ်ခုတားလိုက်ပါတယ်။စိန်ခဲရောနမ်းမြရောပြီးတော့ရွှေခဲမင်းတို့ဒီဝိုင်းနေရလုံးဝမထွက်နဲ့ ကြားလာမောင်ရင်ရော့ဒါငါ့တာရဲ့တနက်မင်းယူထားလိုက်ဦးလေးတုံကန်းပေးရဲ့တနက်ကိုအေဂရစ်လမ်းယူလိုက်ပြီးကြိုက်တလောက်ပြစ်လို့ရတယ်ငါ့မှာကြည်ပြစ်ပါတယ်တရဲနဲ့တနက်ဆိုင်မဆိုင်တော့ငါမသိဘူးလောလောဆယ်လှန့်လို့ရအောင်ယူထားလိုက်အဲ့ဒီချိန်မှာပဲဖောက်ဝင်ခြင်းကနေတန်ရီရိုလက်ဆက်ထွက်ပေါ်လာပြီ။အေဂရစ်ကတော့တနက်နယ်လိုက်ချိန်နေခဲ့ပါတယ်။ ခိုးမထွက်လာပြီဥလေးတုံပြရဲ့နေရာကိုအားလုံးကြည့်လိုက်တဲ့ခါမှာတော့တပင့်ကြီးရဲ့နောက်ကနေတပြေးပြေးချင်းထွက်လာနေတဲ့လူအရက်ထက်ပုံမြဆာလောက်ရှိတဲ့တပတ်ကြီးကိုအထိတ်တလန်တွေးလိုက်ရပါတယ်။မောင်ကြီးပြစ်ပြစ် နာရီအဆက်မပြတ်ဖြစ်ခလိုက်တော့တစ်ပင်အနောက်ကနေထွက်လာတဲ့တပတ်ကြီးလဲတဖြည်းဖြည်းချင်းကြောက်ခဲ့သွားခဲ့ပါတယ်။နဲတဲ့အကောင်ကြီးလား။နမ်းမြိုင်ကတော့ထိတ်လန့်နေတော့ဖြစ်ပြီးနောက်ကြောင်မလုံးသလိုခံစားရတာကြောင့်ပေပပတ်လက်ကိုသူ့မရဲ့ဒူလီနဲ့လိုက်ချိန်ထားခဲ့ပါတယ်။ ွေမွေခြေထောက်မှာမွေပတ်နေတယ်။နန်းမြိုင်ကသူ့မခြေထောက်မှာမွေပတ်နေတယ်လို့អော်ပြီးစီဝါပြေမှာကိုပြေးထွက်သွားခါခြုံထဲကိုပြေးဝင်သွားခဲ့ပါတယ်။သွားစမ်းငါခြေထောက်ကနေထွက်သွားစမ်း။စိန်ခဲတို့ကတော့ခြုံပုတ်ထဲမှာတယောက်တည်းခုံစွားခုံစွားလုံနေတဲ့နန်းမြိုင်ကိုလမ်းကြည့်နေရင်မွေရမှာလဲငါတို့လည်းမတွေ့ပါလား။အဲ့ဒီခါကျတော့မှနန်းမြိုင်လည်းသူမရဲ့ခြေောက်ကိုပြန်ငုံကြည့်တော့ငွေပတ်နေတာမဟုတ်ပဲနဲ့ရက်ကြိုးတွေပတ်နေတာကိုသာတွေးလိုက်ရပါတယ်။မင်းကိုလှည့်စားလိုက်တာ။စီဝိုင်းနဲ့အမြတ်ဝင်လာခဲ့ ဟမ်ဒါဆိုဘယ်လိုလုပ်ကြမလဲနမ်းမြရဲ့စီဝိုင်းတဲ့မဝင်ခင်သူမရဲ့နောက်ကနေတစိကြီးနှကောင်ပေါ်လာပြီးနမ်းမြရဲ့လက်ပြီးကိုဆွဲကအနောက်ဘက်ကိုလွှဲခေါက်သွားခဲ့ပါတယ်ဟာသွားပါပြီကွာဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲလိုက်ကြတာပေါ့သူလည်းအသက်တချောင်းပဲလေစိန်ခဲရွှေခဲနဲ့အေဂရီတို့တုံရနမ်းမြိုင်နောက်ကိုပြေးလိုက်သွားကြပြီ ြံခဲ့တဲ့ဦးလေးတုံးကတော့တပ်ပြင်းတစ်ချက်ချက်ကမတက်နိုင်ဘူးအဖော်ရမလားလို့သူတို့ခေါ်ပါတယ်။ငါလည်းသူတို့နောက်လိုက်ရတော့ပါပဲ။အတွင်းနဲ့အပိုင်းသုံးလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ကြီးရှုပ်ပြီးတော့ဂျန်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်အပိုင်းဆက်ဒီမှာဘာတွေဖြစ်လာအောင်မလဲဆိုတော့ဆက်လက်ပြောပေးကြပါဦး။အလုံးမဲကျမပျော်ရွှင်စရာနည်းလေးကိုထားရပိုင်ဆိုင်နေကြပါစီရှင်။ oh, 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 oh.